ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုအရှင်းနှလုံးပေါင်းရှင်း break ကိုပြန်လည်ပြောတော့မှာဖြစ်ပါတယ်ဗောနောပြီးခရစ်တပတ်မှာလည်းချေနှလုံးပေါင်းရှင်းဒီလို core ပေါင်းရှင်း break တွေတင်ပြပါဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဘက်မှာဒီဟာလေးကိုဗောနောပြန်လည်ပြောတော့မှာဖြစ်ပါတယ်ပရိကတော်ရှောင်းလုံးဒီနေ့တခုကိုပဲပြပြတော့မယ်ဗောနောနောက်ထပ်နည်းတွေလည်းရှိသေးတယ်ဗောနောနောက်ထပ်နည်းတွေပဲရှိသေးတယ်ဆိုပေမဲ့ကျွန်တော်တို့တခုသေးကိုပဲပြပြနေနိုင်တုံးတာပို့ပြီးတော့အဆင်ပြေတယ်ဗောနော ကျွန်တော်တရားလေးဒီလည်းပင်ရှင်ဖြစ်ပါတယ်နံပါတ်21 20နဲ့2ကနေစမယ်ပေါ့နော်ကျွန်တော်ကျွန်တော်အဲ့မှာခွန်ခွန်ကိုကနေစကြည့်အောင်ပေါ့နော်ဒီခွန်ခွန်ကိုမှာဆိုရင်ကျွန်တော်ဒီအရှိနှလုံးပေါင်းမှာဖြစ်တဲ့ပေါ့နော်ဆိုတော့အဲ့မှာခွန်နဲ့ခွန်ပေါင်းရှင်းက9689နေလေးပြိထက်ကခွန်ခွန်ပေါင်းရှင်းဒီဒီမှာလေးပြိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်20နဲ့2မှာခွန်3 3တပြည့်မှာဆိုရင်ပေါ့နော်69395ခွန်ပြိရတာဖြစ်ပါတယ်အဲ့ဒီမှာတော့ခွန်3 3ဆိုတဲ့အတွက် ၃ညရဲ့ခွန်ရံနှလုံးပေါင်းရှင်းခုနှစ်ပြည့်ဖြစ်ပါတယ်ခင်ဗျာရှင်းနှလုံးပေါင်းတာဖြစ်တယ်ဗောနောနောက်ထပ်၃လေးရှောက်ခွန်၃ညနှစ်ပြည့်ဆိုပြီးဖြစ်ပါတယ်၃ခွန်ခွန်ဆိုတဲ့အတွက်ဒီအရှိနှလုံးပေါင်း၃ရဲ့ခွန်ရံပေါင်းရှင်းက၃၃ညပြည့်ဖြစ်ပါတယ်ဒီရှိကိုလေးဒီပြင်ပါလေ၈၉၃၅ခွန်ထက်ကဒီရှင်းနဲ့ကိုပေါင်းရှင်းဒီ၁၇ခွန်ခွန်နှစ်ပြည့်ဖြစ်ပါတယ်၅၆၃မှာဒီ၅နဲ့၆ပေါင်းရှင်းက၁၇ပြည့်ဖြစ်ပါတယ်ခင်ဗျာ ဒီကျွန်တော်68ခွန်တပင်မှာတော့ဒီအရှင်းနှလုံးပေါင်းရှင်ပေါ့နော်ရှောင်းနေရှင်းပေါင်းရှင်ဒီ7ပြည့်ဖြစ်ပါတယ်ဒီနေ့နေ့ခွန်တပင်မှာဒီနေ့နဲ့နေ့ပေါင်းရှင်ကဒီမှာ၄ပြည့်ဖြစ်ပါတယ်ခင်ဗျာ ပြီးရင်38ရှစ်တပင်မှာ38နဲ့နေ့ပေါင်းရှင်ဒီဒီမှာ7ပြည့်ဖြစ်ပါတယ်ပေါ့နော်39ညာကိုမှာ3ရက်3ညာရဲ့ပေါင်းရှင်ဒီ3ပြည့်ဖြစ်ပါတယ်ဒီ39နှစ်တပင်မှာဆိုရင်3နဲ့5ပေါင်းရှင်ဒီ10ဖြစ်ပါတယ်ခင်ဗျာ ဒီ၃ခုနည်းပြင်မှာ၃နဲ့၉ပေါင်းရှင်းဒီဆက်နေပရိဖြစ်ပါလေ။နည်းလေး၆တပြင်မှာနည်းနဲ့၄ပေါင်းရှင်းက၆ဖြစ်ပါလေခင်ဗျာ။၃နည်းလေးတစ်ချိန်မှာတော့ကျွန်တော်၆ခု၉တုံး၃၅ပရိထဲကပေါ့နော်ဒီရှိနေလုံးပေါင်း၃နဲ့ဒီနည်းနဲ့ပေါင်းရှင်းဒီ၅ဖြစ်ပါလေ။ဒီရှိ၅နည်းတပြင်မှာရှိရ၅ရပေါင်းရှင်းက73ပရိဖြစ်ပါလေ။ရှိ၆၅တပြင်မှာကျတော့ရှင်းနဲ့၆ပေါင်းရှင်းဒီဒီမှာ74ပရိဖြစ်ပါလေ။ ဒီ၃ကား၆တပင်မှာကြတော့ဒီ၃ရဲ့၅ရဲ့ပေါင်းရှင်းဒီရှိပရိဖြစ်ပါတယ်ခင်ဗျာဒီရင်၃နံပါတ်30ခွန်6လေး6တပင်မှာဆိုရင်6နဲ့ဒီ၄နဲ့ပေါင်းရှင်းဒီတုံညာပရိဖြစ်ပါတယ်9ခွန်8တပင်မှာ9နဲ့ခွန်ပေါင်းရှင်းကဒီမှာလဲ6ပရိဖြစ်ပါတယ်ခင်ဗျာနံပါတ်38ပေါ့နော်နံပါတ်38ပြီးတော့ဒီမှာ30နဲ့9 6 9 6တပင်မှာကျွန်တော်ဒီရှင်းနှလုံးပေါင်း6နဲ့9ပေါင်းရှင်းဒီ15ပရိဖြစ်ပါတယ်9 9ပရိပေါ့နော် နံပါတ်40ရှစ်ကိုရှိတဲ့ပြင်မှာရှင်နဲ့ကိုပေါင်းရှင်တီဆက်ခွန်ပလေးဖြစ်ပါတယ်ခင်ဗျာကဲဒါလေးကိုကျွန်တော်မရှိများအထောက်အကူရရည်ရွယ်ပြီးတော့ကျွန်တော်20နှစ်တကွာပေါ့နော်ပြန်လည်ပြောတတ်မှာဖြစ်ပါတယ်ခင်ဗျာ20ဒီဟာဘယ်လောက်ပဲကောင်းနေပါစေပေါ့နော်သူဆက်ပေးရှင်မှာဆက်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီတမျိုးကိုပဲပင်ပင်နေနေတုံးတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ပုံတူယူတာတော့အကုန်လုံးဆက်ပေးရင်တော့ OK တယ်ပေါ့နော်အလိုမဟုတ်ဘဲနဲ့တပင်မဟုတ်တပင်တော့ပြတ်သွားရင်တော့ကျွန်တော်ဒီတဲ့ချိန်မှာထပ် ဆောင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတမျိုးကိုပဲတင်ပြသွားမယ်ပေါ့နော် channel ဤတွေကိုတော့ကျွန်တော်အဲဒီတိုင်းပဲပြပြီးသွားမယ်ပေါ့နော် node main မှာပြပြီးသွားမှာဖြစ်ပါတယ် video အဆုံးမှာပေါ့နော်ဒီ3 5မှာဆိုရင်ဒီ6နဲ့4ပေါင်းတာ10 9နဲ့9ပေါင်းတာ16ဖြစ် break ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ6 9မှာဆိုရင်အချင်းနှလုံးပေါင်းက6 9 10မှာရှင်းနှလုံးပေါင်းရှင်းခွန်အနောက်နှလုံးပေါင်းရှင်းတဲ့ခွန်ဖြစ်ပါတယ်ပေါ့နော် ဆိုတော့အနန္တလုံးပေါင်းရှင်ဘရိတ်ကိုလည်းကျွန်တော်သင်ပြထားပြီးပြီဖြစ်ပါတယ်ပေါ့နော်။ရှင်းနှလုံးပေါင်းရှင်ဘရိတ်ဒီချောင်းလုံးကိုသုံးသပ်မယ်ပေါ့နော်။နောက်ပိတ်မှာတော့ကျွန်တော်ကွာပေါင်းရှင်ဘရိတ်ကိုလည်းထပ်ပြီးတော့သင်ပြသားမယ်ပေါ့နော်။ခုလိုလိုစေကျွန်တော်တို့သူရဲ့နည်းလေးကိုရေဆုံးလေးလာကြည့်အောင်လားခင်ဗျာ။ခေတ္တလေးကသူရဲ့နည်းလေးပေါ့နော်။သူရဲ့နည်းကိုကျွန်တော်ဒီ6ခွန်8ကနေ69ရှော့တပင်ကိုစပြီးတော့လေ့လာကြည့်မယ်ပေါ့နော်။ဒီမှာကျွန်တော်ကဒီဟာလေးကိုထပ်ပြရှင်းဆိုတာလေးကတော့ကျွန်တော်ပြန်စစ်တဲ့တဘောအနေနဲ့ပေါ့နော်။ပြန်စစ်တဲ့တဘောအနေနဲ့ကျွန်တော် ပြန်လည်းရှင်းပြပေးတော့မှာဖြစ်ပါတယ်။အဆွေးစီစဉ်တော့ဒီရှစ်ကို6နဲ့မြောက်မယ်ပေါ့နော်။ပြီးရင်ဒီကရခုနှစ်ကို3နဲ့မြောက်မှာဖြစ်ပါတယ်။ထိတ်စီး9မှာတစ်ကြိမ်ဖြစ်ပါတယ်။ပြီးရင်ဒီ3မှာကြတော့2ကြိမ်အလယ်ထိန်3မှာတစ်ကြိမ်။ပြီးရင်ဒီနှစ်ကို6နဲ့မြောက်မယ်ပေါ့နော်။ပြီးရင်ဒီအနောက်က3ညမှာ2ကြိမ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ကဲဒါဆိုရင်ဒီကဏ္ဍကိုဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဒီ6640နဲ့8ရတယ်ပေါ့နော်6640ကို ပေါင်းတာလေးကူအောင်လို့ရှင်းပေးကြည့်မယ်ပေါ့နော်ခွန်3ချိန်20နဲ့တစ်ကိုလေပေါင်းတာလေးကူအောင်တစ်ပေးကြည့်မယ်ပေါ့နော်ဒီကိုကတစ်ချိန်3ချိန်ပေါင်းရှင်းက6ဒီ3ကတစ်ချိန်4နဲ့လေးဒီရှင်းရတယ်ပေါ့နော်ပြီးရင်အနောက်မှာ3ညာရှိတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာ9နဲ့တစ်ပေါင်းရှင်း30ဖြစ်ပါတယ်ပေါ့နော်9နဲ့တစ်ပေါင်း30ဒီရှင်းတဲ့ချိန်16ချောင်းနဲ့ပေါင်းတာကစနစ်နေ့နဲ့ဒီ3နဲ့ပေါင်းရှင်းဒီ900နေပေါ့နော်ဆိုတော့ဒီမှာ ငါးပေါ့နော်ငါးကိုတီတူတာ6 6ကိုနှစ်ပေါင်းရှစ်ရှစ်ကိုတီတူ9ကိုသုံးပေါင်းတာ7နှစ်နှစ်ကိုနှစ်ပေါင်းတာ4ဆိုပြီးတော့ငါး6 8 9နှစ်လေးပြည့်ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့6 9 6ဆိုတဲ့အတွက်ဒီအရှိနှလုံးပေါင်းရှောင်းနဲ့9ပေါင်းရှင်းဒီ15ပြည့်ဖြစ်ပါတယ်ခင်ဗျာဒီရှိနှလုံးပေါင်းတာဖြစ်ပါတယ်ပေါ့နော်ရှိနှလုံးပေါင်းရှင်း9ဆိုပြီးဖြစ်ပါတယ်အဲ့ဒါမှဒီမှာ9 6 8 9နှစ်လေးမှာ6 9 6ဆိုပြီးဖြစ်ပါတယ် ဒါကြောင့်မို့အဲ့ဒီနည်းအတိုင်းပဲကျွန်တော်တို့ဒီ5983ဆွာလေးကိုဆက်ကြည့်အောင်ပေါ့နော်။အဆင်းဒီ3ညကို6နဲ့ထမ်းမြောင်းမယ်ပေါ့နော်။ကဲ့ရဲ့9မှာ3ကြိမ်၊ထိန်းစီ6မှာ2ကြိမ်၊2ကို2ကြိမ်၊အလဲထိန်းမှာ2ကြိမ်၊2ကိုကြတော့6နဲ့မြောင်းမယ်ပြီးရင်9ကို2ကြိမ်ဆိုပြီးဖြစ်ပါရယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ဒီမှာကြတော့ငါ3ကြိမ်ပေါင်းရှင်းဒီ15ဖြစ်ပါရယ်ပေါ့နော်။ပြီးရင်6က2ကြိမ်ဒီ9နဲ့ကြိမ်ပေါင်းတာ30 73ဖြစ်ပါရယ်။ ရှင်းသိန်း330နဲ့ကိုနှစ်ပဲရည်ပြီးတော့ဒီ9နှစ်ချိန်ပေါင်းရှင်း78ကိုရှင်းပဲရည်တယ်ပေါ့နော်အဲဆိုရင်ဒီမှာနှစ်နဲ့ချစ်ပေါင်းတာက30ဆိုပြီးဖြစ်ပါတယ်9နဲ့6ပေါင်းတာ7တင်းနဲ့ဒီ3နဲ့ပေါင်းတော့လေးဆိုတဲ့အတွက်ကြောင့်မို့လေးကိုတိတူတာ9ပေါ့နော်9ကိုလေးဒီပေါ်ကလိုမျိုးပဲနှစ်နဲ့ပေါင်းတာ9 8 8ကို3ပေါင်းတာက7 7ပေါ့နော်တိကို2ပေါင်းရှင်း3 လေးငါးခွန်ရှိတိတုံးပရိတ်ပေါ်တော့ဟဲ့မှာရှိကိုရှိဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီရှိရာကိုရဲ့နှလုံးပေါင်းရှင်ခုနှစ်ပရိတ်ဖြစ်ပါတယ်ဆိုတော့အဲ့မှာလေးငါးခွန်ရှိတိတုံးဒီမှာလေးငါးခွန်ရှိတိတုံးရတယ်ပေါ့နော်ဆိုတော့ဒီနေ့အတိုင်းပဲဆက်ကြည့်အောင်လားခင်ဗျာဒီ၃ကို၆နဲ့မြောက်မယ်ကရက်၄ကို၃နဲ့မြောက်မယ်ပေါ့နော်ပြီးရင်ရှင်းပါတဲ့ချိန်2ကို2ချိန်2မှာ2ချိန်2ကိုကြတော့၄နဲ့ပြီးရင်ဒီအတင့်မှာ2ချိန်ဆိုပြီးရမယ်ပေါ့နော် 63ကြိမ်ပေါင်းတာ18ဖြစ်ပါတယ်63ကြိမ်ပေါင်းတာ12ပေါ့နော်8ကတစ်ကြိမ်ပြီးရင်9ကြိမ်ပေါင်းတာက18ပြီးရင်ဒီမှာနှစ်ကတစ်ကြိမ်ပေါ့နော်၄တလီကအလဲပြီးရင်10ကြိမ်ပေါင်းရှင်နှစ်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်၈ရက်၂ရက်၃၀ရှင်းနဲ့ဒီနည်းနဲ့ပေါင်းရင်၃၀ဖြစ်ပါတယ်၈ရက်၂ရက်၃၀မှာ၄သလုံးကြံတဲ့အတွက်ကြောင့်မို့၄၅ခွန်၈၁၃ပြိပဲထပ်ရမယ်ပေါ့နော်၄၅ခွန်၈၁၃ အရှိန်နှလုံးပေါင်းရှင်ပရိဆိုပြီးဖြစ်မယ်ခင်ဗျာโอเคဒါတင်ချာနည်းအရာပါเนาะဒါဆိုရင်ကျွန်တော်ဒီပရိတလုံးထဲပဲယူမယ်ဆိုရင်၄၅၇၈၁၃အရှိန်နှလုံးပေါင်းရှင်ပရိဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီနောက်ထပ်ဒီအရှိန်နှလုံးပေါင်းရှင်ပရိဒီပရိ၆လုံးပါเนาะဤနှမျိုးပုံတူလဲရှိသေးတယ်ပါเนาะဆိုတော့ဒီဟာလေးကိုကျွန်တော်အထောက်အကူရအောင်တွဲနည်းတော့ကပြန်လည်မြောက်ပြင်သာဖြစ်ပါတယ်โอเค ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။